ါစီပြည့်အောင်မရောင်းနိုင်ဘူးဆိုလို့ရှိရင်စီတွေကိုဂါလံပြည့်အောင် လီတာပြည့်အောင်မရောင်းဘူးဆိုလေတမင်ခြံထားခဲ့တာအရိဏဒါနပဲဝယ်တဲ့ပုဂ္ဂိုလ်ကတဂါလံနှုံးသို့မဟုတ်လီတာ50နှုံးပေးတယ်ကိုကပေးလိုက်တာလီတာ40ပဲရှိတယ်ဆိုလို့ရှိရင်ဒါလီတာ10လီတာဘိုးခိုးလိုက်တာပဲ ဈေးရောင်းဈေးရောင်းဝယ်လုပ်တဲ့အခါမှာအတုတွေထည့်ရောင်းသလားနော်တံမိုးကြီးတဲ့အရာနဲ့တံမိုးသေးတဲ့အရာတံမိုးသေးတဲ့အရာကိုရောထည့်ပြီးတော့တံမိုးကြီးတဲ့ဈေးကိုယူတာမျိုးလဲအရိဏဒါနပဲဒါအရိဏဒါနဆိုတာအရာထဲမှာတခိုးတခိုးလို့ဩခံရမှဖြစ်တယ်မဟုတ်ဘူးအမြဲတမ်းသတိထားစရာကောင်း မဓမ္မသတိထားစရာကောင်းသူရဲ့ပစ္စည်းကိုယူတယ်ဆိုတဲ့နေရာမယိုးသားတဲ့စိတ်နဲ့ယူတာမှန်လည်းများဟာအဋ္ဌိနာဌာနအလေးမမှန်တာပစ္စည်းမမှန်တာရောပြီးတော့ရောင်းတာဒီလိုဟာကအစအတုနဲ့အစ်စ်လောက်တာတွေကအစအဋ္ဌိနာဌာနအဲ့ဒီအဋ္ဌိနာဌာနဒီဘဝအတွက်တော့ ူများစီကနိုင်ယူလိုက်လို့ရတာနေတော့ဟုတ်တယ်အဲ့ဒီရလာတဲ့ပစ္စည်းတွေဟာကိုယ့်အတွက်မှာတန်တရာကျွေးကြီးတွေဖြစ်လာအင်တမတ်ကြောက်ဆက်ကောင်းတန်တရာကျွေးဆိုတာကျွေးဆိုတဲ့မြတ်ဘယ်ကျွေးပဲဖြစ်ဖြစ်ပေးဆိုင်ရမှာဖြစ်တယ်ပေါ့ကံကြမ္မာဝွကျွေးကြတော့မပေးရှင်လို့နေလို့မရဘူး ဒီပြင်ကျွေးတွေကရှော်ခြင်းရှော်ခံရမယ်ဘန်ကရက်ချိန်ညာပြီးတော့เนาะဒေဝလီခံပြီးတော့ကျွေးကိုရှောင်လို့ရတယ်တမယာကျွေးမှာအဲ့ဒါလို့ရှောင်လို့ရနိုင်တာမဟုတ်ဘူးပြစ်ဆက်ရမှာဖြစ်တယ်เนาะအဲ့ဒီတမယာကျွေးဟာမိမိယူထားတာတဲ့အတိုင်းတာအရာပြစ်ဆက်ဘုန်းကြီးတို့ငယ်စဉ်က ကြားဘူးတယ်ရွာတရွာမှာညီကိုနှစ်ယောက်အကိုလုံးတဲ့ပုဂ္ဂိုလ်ကအဲ့ဒီခေတ်ကငွေချေးတကြက်ရဲ့ထက်ဝက်ငါးမူပေါ့အဲ့ဒီငါးမူညီစီကခဏချေးပြီးပြန်မပေးဘဲနဲ့တည်သွားတဲ့အခါကျတေကန်ဒီမှာပြန်ပေးချင်တော့လဲသူ ပြန်မပေးရဘူးဆိုတဲ့ စိတ်မကောင်းပြီးတော့တည်ဆုံးသွားတဲ့အခါမှာညီအိမ်မှာသွားပြီးတော့ကျွဲဖြစ်တယ်တဲ့ကျွဲဖြစ်လာပြီးဆိုတဲ့ကကျွဲပဲလေနှစ်ပါးကျိုးထိုးပြီးတော့ခိုင်းတော့တာပေါ့ခိုင်းတဲ့အခါမှာမသွားခြင်းလဲသွားရမှာပဲမလုခြင်းလဲလို့မလုခြင်းလို့ရရိုက်ခံရိုက်ခိုင်းတာညီလုတဲ့ပုဂ္ဂိုလ်ကသူ့ကိုမှန်းတော့မသိဘူးပေါ့ရိုက်ခိုင်းကျွဲဆိုတာတိတ်အသက်ရှည်တာမဟုတ်ဘူးလေ နှစ်နှစ်20ဆိုတာအလုံးစုံကျွဲဘဝကလွတ်လာတဲ့အခါကျတော့အဲ့ဒီရောမှာပဲသူကလူပြန်ဖြစ်တယ်တဲ့လူပြန်ဖြစ်လာတဲ့အခါမှာသူ့ရဲ့နောင်တမိုက်နောင်တကိုရပြီးတော့တိတတ်တဲ့အရွယ်လေးမှာအင်္ဂပက်ဆံမှာပြား90သို့မဟုတ်ငါးမှုယူပြီးတော့သူညီစီသွားပေးတယ်တဲ့ မင်းကျွေးငါပြန်ဆက်ပါပြီကွာခြေပါတော့မင်းကပဆံလေးငါမှုနဲ့ငါ့ကိုရိုက်ခိုင်းလိုက်တာလို့ပြောတယ်နော်အဲ့ဒါလို့ပြောတယ်အဲ့တော့ကျွေးဆိုတာဆက်ရစမြဲပဲဒါဆက်ရတယ်မဟာစီဆရာတော်ဘုရားကြီးဟောတဲ့ဓမ္မစကြာတရားတော်ကြီးမှလား ပရိစ္ဆသမုပ္ပါဒ်တရားတော်ကြီးမှလာမသိဘူး။ပမာပြေမှာဖြစ်ခဲ့တဲ့ကျွေးမပေးနိုင်လို့၄ဘဝ၃ဘဝ၇